နာဆက်ကဟာ2025ခုနှစ်ဒီဇင်ဘာလထဲမှာကျင်းပပြုလုပ်မယ့်ရွေးကောက်ပွဲအတွက်သူတို့လိုချင်တဲ့ပုံစံမဖြစ်မချင်းပြောင်းလဲနေမှာဖြစ်တယ်လို့စီလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UN နေမှာဦးမြင့်ကျော်က CNN သတင်းဌာနကိုပြောပါရယ်။နာဆက်ကဥက္ကဋ္ဌအနေနဲ့ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလထဲမှာကျင်းပပြုလုပ်မယ်လို့ပြည်တွင်းပြည်ပတွေကိုအတိပေးကတိပြုပြောကြားထားတာပါ။ အခုလိုမျိုးရွေးကောက်ပွဲပြုလုပ်ပေးတာဟာနိုင်ငံတကာထံကနေတရားဝင်မှုကိုလိုချင်လို့လုပ်တာဖြစ်တယ်လို့စီးလုံးညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UNE မှဦးမြင့်ကျော်ကစီရင်နာကြတဲ့ဌာနကိုပြောပါရယ်ပြီးတော့ပြည်ထောင်စုသူတို့ရဲ့ရွေးကောက်ပွဲကော်မရှင်ကိုသူတို့ကြိုက်တဲ့လူနဲ့ဖွဲ့စည်းရဲစီမင်းစည်းကမ်းတွေကိုထုတ်ပြန်တယ်နော်ပါတီချင်းမှတ်ပုံတယ်ရှင်ဥပဒေပါအများဆိုရယ်ဒါမှမဟုတ်အဲ့ဒီဥပဒေကိုကိုနှိုက်ကသူတို့ဒီသူတို့အုပ်ချုပ်နေတဲ့ကာလမှာ နော်အချိန်ချင်းကြောင်းတယ်ပေါ့ဗျာဆိုလိုတာကလေသူတို့လိုချင်တဲ့ပုံစံမဖြစ်မရှင်းအဲ့လိုမျိုးကြောင်းနေတယ်ဆိုတော့ဒီဟာကလည်းအဲပုံစံမဟုတ်ဘူးလို့မြင်တယ်ပေါ့ကိုတို့အားသာမယ်ဆိုတော့ပုံစံဒီမျိုးနဲ့ကြက်ထားတယ်အားနေတယ်ဆိုတဲ့အခါတော့ဟိုလက်ရော့ချော့ပေးတယ်ဆိုတော့ဟိုဘာခေါ်မလဲချော့ပေးတယ်ပေါ့ဗျာသူတို့ကပြန်ပြီးတော့အပေါ်ကြီးရအောင်ဆိုတဲ့ဟာတနည်းအားဖြင့်ပြောရင် ကိုမနိုင်မရှင်းနေပြီးတော့ဒီဟာတွေကိုဥပဒေကိုနေပြီးလိုတလိုလျှော့လိုက်တင်းလိုက်လုပ်တဲ့ဟာကတော်တော်လေးတိတ်ခံမဲ့တဲ့အပြုအမူတစ်ခုဖြစ်တယ်။နောက်ပြီးတော့ဒီရေကောက်ပွဲစနစ်နော်ဘယ်လိုဘယ်လိုနည်းနဲ့အပေါ်စီးရနိုင်မလဲအလုပ်ဖြစ်နိုင်မလဲထွက်ပေါက်ရမလဲဆိုတဲ့ဟာကိုပဲစဉ်းစားတာဖြစ်တယ်။ကျွန်တော်တို့တိုင်းပြည်ရဲ့မျက်နှာပြည်သူရဲ့မျက်နှာဘယ်မျက်နှာမှကြည့်ရမှာမဟုတ်ဘူး။နော်ဒီတိုင်းသွားနေတာနဲ့စာလို့ရှိရင် ဗာဘယ်ဗီဒီမိုကရေစီနည်းကြဒီရောရွေးကောက်ပွဲလို့လည်းဒီငါတို့ဒီဟာဝင်ဆိုပြီးတော့နိုင်ငံတကာရဲ့နေပြီးတော့နော်တရားဝင်မှုကိုသူတို့လိုချင်လို့လုပ်တာပဲဖြစ်တယ်မြန်မာနိုင်ငံမှာရွေးကောက်ပွဲကိုမြို့နယ်ပေါင်း268မြို့နယ်မှာကျင်းပသွားမှာဖြစ်ကြောင်းအဲ့ဒီရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပသွားမှာဖြစ်တယ်လို့ပြည်အောင်စုရွေးကောက်ပွဲကော်မရှင် UEC ကစီရင်တဲ့သတင်းဌာနကိုပြောပါရယ် နေမြေဒေသအခြေအနေအရကန့်သက်ချက်ရှိတဲ့မြို့နယ်တွေကလွဲပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်တွေအားလုံးမှာဦးစားပေးအစီအစဉ်အတိုင်းအပိုင်းခွဲပြီးကျင်းပဖို့ရှာထားကြောင်းသိရပါဗျ။ဒါပြင်ရွေးကောက်ပွဲကိုအရင်ကကျင့်သုံးခဲ့တဲ့မဲအများဆုံးရသူအနိုင်ယူစနစ် FPTB နဲ့အချို့ကျကိုစားပြုစနစ် PR စတဲ့စနစ်နှစ်မျိုးနဲ့ကျင်းပမှာဖြစ်ကြောင်းသက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေနည်းဥပဒေတွေပြဋ္ဌာန်းထုတ်ပြန်ပြီးပါက အသေးစိတ်သိရှိရမှာဖြစ်ကြောင်းလဲ UEC ကပြောပါတယ်။ နောက်ဆက်ကတာဝန်ရှိသူတွေနဲ့ရွေးကောက်ပွဲကော်မရှင်တို့အနေနဲ့အရင်ကနိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံကဥရေကြောင်းဆွေးနွေးမှုတွေရှိခဲ့ပေမဲ့လည်းအခုနောက်ပိုင်းမှာတော့မရှိကြောင်းသိရပါဗျ။ဒါကြောင့်ရွေးကောက်ပွဲဥပဒေနည်းဥပဒေကိုမထုတ်ပြန်ခင်နိုင်ငံရေးပါတီတွေကိုဖိတ်ခေါ်ကောင်းအကြမ်းဖျင်းချပြတင်တယ်လို့တိုင်းလိုင်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှဥက္ကဋ္ဌဆိုင်ထင်အောင်ကစီရင်တဲ့တင်ဌာနကိုပြောပါဗျ။အဲဒီကတော့ပြောရတဲ့ဒုတိယရှိတဲ့ရွေးကောက်ပွဲလို့ပြောရတဲ့အခါကျတော့ အစိုးရကြီးတော့လုပ်နိုင်မယ်လို့တော့ကျွန်တော်တို့မမြင်ဘူးပါဗျာအခုအချိန်နေရကျွန်တော်ပြန်သုံးသပ်ချက်နိုင်ငံရေးစီမံကတိုင်းသားရေးရအင်တာရေးကြီးပါတယ်အတိုင်းသားပါတီကတိုင်းသားလူမျိုးတွေလက်တော်ကိုယ်စားလေးရောက်ပါလက်တော်လေးရောက်မှကျွန်တော်ဒီကြီးကိုနိုင်ငံရေးဖြစ်နိုင်မယ်လို့ကျွန်တော်အနေနဲ့မြင်တာပေါ့နော် ဒီလေကဘယ်လိုနည်းကြီးကြတော့သူတို့ရရရနစ်ချက်ပြောတာပဲဘုရင်ကတော့နိုင်ငံရေးပါတီကိုခေါ်မှပြည်သူရှင်ရာရှိတယ်ပေါ့နော်အခုနောက်ပိုင်းထုတ်ကန်နည်းကြရင်လည်းဒါတော့နိုင်ငံရေးပါတီခေါ်ပြီးမှကွန်မရှင်ကြီးဝင်မှာဖြစ်ဖြစ်ဒီရဘယ်လိုရှိလဲတဲ့အကြောင်းလေးကိုအကြမ်းရင်းတော့ရှပြတင်တယ်လို့ကျွန်တော်အမြင်တော့ပြောချင်တာပါသက်ဆက်ကကျင်းပမဲ့ရွေးကောက်ပွဲမှာတော့မဲပေးဆက်နဲ့ပြုလုပ်သွားမှာဖြစ်ကမြန်မာနိုင်ငံစံချိန်စံညွန့်ဥပဒေ2014နဲ့အညီမဲပေးဆက်ရဲ့အရေးအသွေးနဲ့ စံချိန်စံညွန့်ကိုအမျိုးသားအဆင့်ထောက်ခံအတိမတ်ပြုလာရရှိရေးဆောင်ရွက်လျက်ရှိကြောင်းလည်း UEC ကပြောပါရယ်။